Merci. <laughs> အနည်းဆုံးပဲတော့ရုပ်ရှင်အစီအုံနဲ့ဒီမြမငွေခက်ကပိုစတာလည်းရုပ်ရှင်ဟောင်းတင်နေတယ်ပေါ့ကျွန်တော်တို့ဒီမိမမဲ့ကလေးရံပုံငွေအတွက်ဆိုပြီးတော့ကျွန်တော်တို့ဟိုရံပုံငွေပွဲလေးကန်တာပါအော်ရီဒိုကနေပြီးတော့အော်ရီဒိုချယ်တီပုံစံမျိုးလေးနဲ့ဟိုအော်ရီဒိုက main sponsor လို့ပေးပြီးတော့ကျင်းပပေးတာပါဒီနေ့ကတော့ဒီလိုအပ်ချက်ရှိတဲ့အကြောင်းတွေကိုလှူဖို့အတွက် charity cup လေးပေါ့နော်အတူပွဲလေးပါကိုမြန်မာနိုင်ငံရွှေရှင်စီရောမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲကျောင်းရွှေရေပူပေါင်းပြီးတော့အလူဝေးလူရမ်းမဲ့ပွဲလေးပါဒီပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုအခက်အခဲဖြစ်နေတဲ့အာဒီအဖွဲ့အစည်းရှိရပါတော့ဒီမြန်မြန်ကျောင်းတို့ နောက်ဒီပတန်မဆွမ်းတို့နောက်ဒီမိဘမဲ့ကလေးတွေတို့နောက်အများကြီးပါတော့ကျွန်တော်အလှူဒန်းလုပ်စရာအများကြီးရှိပါတယ်ကျွန်တော်တို့တိုင်းမြေအခုမှဖွင့်ပြသက်ဆိုတော့ဘာပဲပြောကျွန်တော်တို့ကအမှုပညာသမားဖြစ်တဲ့တခါလေးကျွန်တော်တို့ရဲ့တက်ကျွမ်းတဲ့ပညာဖြစ်တဲ့အမှုပညာနဲ့ပြည့်စက်တွေကိုပျော်ပြီးရဲခါကြောက်လဲဒီလိုအခွေသေးရဲ့အတွက်ရံမွေပွဲတွေကိုကျွန်တော်တို့ဝါသနာပါတဲ့အားကစားဖြစ်တဲ့ဒီဘောလုံးနဲ့ကျွန်တော်တို့ကစားပေးရတယ်ဆိုတော့အတိုင်းမသိဝမ်းသာရပေါ့ဒါပရာဟိတပွဲမျိုးလို့ကစားပြတာပါပဲမစားငွေကြီးနဲ့ဒါပေးယူကိစ္စတွေပါမယ်ဆိုရင်ဒီလိုပွဲစီစဉ်ပေးဖို့မလွယ်ပ ါဘူးဒါကဂရုဏုပညာရှင်တွေအားလုံးအဲ့လိုများကြတဲ့သူတွေကြီးပဲလေဒါလိုပြောရရင်ရှင်စီးအောင်ဦးစီးပြီးတော့ဒါလိုအလှငွေပွဲလေးဖြစ်တဲ့အတွက်အားလုံးကအဆုံဆုံးလေးလာရောက်ကစားပေးကြတာပါဘာဖြစ်ဖြစ်ဒီလိုဟိုချစ်ချီအပြောဆိုပေးမယ်လေအဲ့လိုမျိုးလေးလုပ်တဲ့ခါကျစိတ်ခံစားမှုတွေတမျိုးတော့ရကြတာပေါ့နော်အဓိကတော့ပါပါအလူပွဲမှာအနုပညာသမားတွေကသချင်းဆိုတာအဲတူဆောင်တာကတာအဲ့ဒီမဟုတ်ဘဲနဲ့အဲဒီလိုအားစားနဲ့ပါပူပေါင်းပြီးလုပ်ပြတဲ့အတွက်ဟိုပေါ့ရည်ရွယ်ချက်ကိုရတာရရန်ရှိပါတယ် လာပါဘူးလာပါတို့လည်းအဘလိုပဲပြတာချစ်ကြည်ကျွန်တော်ချစ်ကြည်ကစားလဲပြန်နောက်ပြီးတော့ကျွန်တော်တို့ဒီပွဲလေးရလဲရတဲ့ဒီငွေကြေးတွေပေါ့နော်အကုန်လုံးဒီပရာဟိတသဘောမျိုးပါပဲကျွန်တော်ပြီးပါမယ့်ကလေးတွေကိုလှူမှာပါဒါပရာဟိတပွဲလေးပါကျွန်တော်နှစ်ပတင်းရတော့ဒါပြောရွှင်နေပေါ့နော် ဒီချစ်ချေသဘောမျိုးတွေပဲကစားတာပါဟုတ်ကဲ့အဲကျွန်တော်အခုလက်ရှိကတော့ကျွန်တော်အခုကမ္ဘောဇာအသင်းမှာပါနော်နီးပြအဖြစ်ကျွန်တော်အခုလက်ရှိတောင်းထမ်းဆောင်နေပါတယ်ကျွန်တော်ပြီးလို့ရှိရင်တော့ဒီလက်ရွေးစင်အသင်းမှာတော့ကျွန်တော်နီးပြချုပ်ဖြစ်တဲ့ Era Mobile ရဲ့ကျွန်တော်လက်ထောက်နီးပြအဖြစ်ပါနော်ကျွန်တော်ဒီထမ်းရွက်နေတာပါနော်အဲဒါပါပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့ဒီဘောလုံးထဲမှာပဲနေနေရတဲ့အတွက်အရန်ကိုကျင်းနေပါတယ်နောက်ပြီးတိထက်လဲဘောလုံးအသင်းကိုကျွန်တော်တို့ကလပ်အသင်းရောလက်ရွေးစင်အသင်းရောအောင်မြောင်ပါနော်ကျွန်တော်မှလည်းကိုယ်စွမ်းရှိသေးရေပါနော်ကျွန်တော်ကြိုးစားပြီးတော့ဆောင်ရွက်သွားမှာပါပြင်တဲ့အကန့်စားအချက်ကတော့ဒီ charity ပွဲ ဲလေးကဒါမိဘမဲ့ကလေးတွေကိုယဉ်ညွန်းပြီးတော့ကစားရအတွက်အဲပီတိလည်းဖြစ်ပြီးတယ်အဲကုသိုလ်လည်းရပါဒီကလေးတွေနောင်လာမဲ့အနာကသူတို့တွေလည်းသူတို့ယဉ်ထဲမှာအဲခန်းစားနေရတဲ့ဒီဝင်လာဘောလုံးကွင်းလာပြီးတော့သူတို့အဲဖြည့်ပြောက်တယ်နောက်ပြီးတော့သူတို့ယုံကြည်မှုတွေတိုးပေါအောင်ကိုယ်တွေကစားပေးရတယ်ကျေးဇူးတင်ဒီပွဲလေး